မကွေးတိုင်းဒေသကြီးအထက်မင်းလာမြို့နယ်မှာတည်ရှိတဲ့တံပယာကန်ရေနံချက်ဆက်ယုံစီမံကိန်းကိုတရုတ်ကုမ္ပဏီ Sino Pipeline International SPI ကနေတာဝန်ယူဆောင်ရွက်သွားမယ်လို့စွမ်းအင်ဝန်ကြီးဌာန MOE ကနေသိရပါတယ်။ရေနံချက်ဆက်ယုံတည်စီမံကိန်းအတွက်လိုအပ်တဲ့ရေနံစိမ်းနဲ့သဘာဝတန်ငွေတည်ယူပို့ဆောင်နိုင်ဖို့ pipeline တွေတွယ်ရန်နိုင်ရေရေနံစိမ်းနဲ့သဘာဝတန်ငွေ pipeline တွေရဲ့စွမ်းအင်အပြည့်အသုံးပြုနိုင်ဖို့အတွက်ကနအူးစမ်းစစ်ချက်တွေဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ အော်တိုဘားလာ၂၂ရက်နေ့ကတရုတ်နိုင်ငံပေကျင်းမြို့မှာစွမ်းအင်ဝင်ကြီးဥက္ကဋ္ဌလွင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ SPI ကုမ္ပဏီဥက္ကဋ္ဌဦးဆောင်တဲ့အဖွဲ့တို့တွေ့ဆုံခဲ့ကြပြီးစီမံကိန်းအတွက်ကနဦးစမ်းစစ်ခြင်းတွေကိုလင်းမြန်စွာစတင်ဆောင်ရွက်ပြီးပူးပေါင်းဆောင်ရွက်ရေးတို့ကိုအပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ပါတယ်။ရေနံကျဆက်ယုံတွေအသည့်တိုးချဲ့တိစောက်ခြင်းစီမံကိန်းများအတွက်လိုအပ်တဲ့ရေနံစိမ်းနဲ့တဘာဝဓာတ်ငွေ့စင်ဆက်မှတ်ပြရရှိနိုင်ရေးနဲ့ပိုက်လိုင်းလုံခြုံရေးနဲ့ပိုက်လိုင်းတလျှောက်နေမြေဒေသတွေတည်ငြိမ်အေဂျင်စီဖို့ဆောင်ရွက်နေမှုတို့ကိုလည်းဆွေးနွေးခဲ့ပါတယ်။ မန်တမယာကန်ရေနဲ့ချက်စက်ယုံကပြည်တွင်းကရေနဲ့ချက်စက်ယုံတွေအနက်အဓိကစက်ယုံတစ်ခုလည်းဖြစ်ပြီးလေရင်စီတက်စီမီထိုစီရေနံမီတွေနဲ့ရေနံတန်းငွေရေတို့ကိုထုတ်လုပ်ပြီးလျက်ရှိပါတယ်။တရုတ် SPI ကုမ္ပဏီကတာဝန်ယူတည်ဆောက်မဲ့တမယာကန်ရေနဲ့ချက်စက်ယုံတွေအတွက်လိုအပ်မဲ့ရေနံစိမ့်တွေကိုအရှိတောင်အရှရေနံစိမ့်ပိုက်လိုင်းကနေရယူပြီးစီမံကိန်းကိုအကောင့်တဲဖို့မယ်လို့သိရှိရကြောင်းပါခင်ဗျာ။